မြန်မာနိုင်ငံမှာသာမကအာရှနိုင်ငံတွေထိပါနာမည်ကြီးနေတယ်မြန်မာနိုင်ငံကနာမည်ကြီးအမျိုးသားအမှုပညာရှင်9ယောက်ဒီဗီဒီယိုထဲမှာတော့မြန်မာနိုင်ငံမှာပဲနာမည်ကြီးနေတာမျိုးဟုတ်ပဲအာရှနိုင်ငံတွေထိပါနာမည်ကြီးကနိုင်ငံသားမှာအမှုပညာလက်ရှိမှုတွေလုပ်နေရတဲ့အမျိုးသားအမှုပညာရှင်9ယောက်ကိုပြောပြပေးတော့မှာပါနံပါတ်1ဒေါင်းမြန်မာနိုင်ငံကမျိုးသမီးပြည်သူတွေအသိအဆွဲအားပေးကြတယ်တရုတ်ဆောင်မင်းသားဒေါင်းကတော့အခုဆိုရင်မြန်မာနိုင်ငံမှာသာမကအထိုင်းနိုင်ငံမှာပါအမှုပညာလက်ရှိမှုတွေလုပ်နေရပါပြီ အားလုံးသိကြတဲ့အတိုင်းထောင်းဟာရုပ်ရည်ချုံမကမျိုးလုံးအကြည့်ဆူရှာရင်မင်းသားတစ်လက်ပါ။ဒါပြင်ထောင်းကတရုတ်ဆောင်နေရင်မက်နဲ့နှလုံးသားနဲ့တရုတ်ဆောင်နေမင်းသားတစ်လက်ဖြစ်ပါရင်ဒါကြောင့်လေထောင်းကရုပ်ရှင်စကားကောင်းများစွာကိုရိုက်ကူးခဲ့ရပါတယ်။ဒါပြင်ထောင်းဟာထိုင်းနိုင်ငံလို့တဲ့ဇလန်းတွေမှာတော့မှတောင်းရောက်တရုတ်ဆောင်ဝင်ရခဲ့ပါတယ်။ခုချိန်မှာဆိုရင်တရုတ်ဆောင်တော်ဟာနိုင်ငံကိစ္စနဲ့ထိုင်းနိုင်ငံမှာကိုလိုနီယာဖြစ်ပါတယ်။ထောင်းဟာထိုင်းနိုင်ငံမှာလူမျိုးလှရှားမှုတွေလုပ်နေရတာပါ။ဒါကြောင့်လေထောင်းဟာအာရှနိုင်ငံတွေထီကိုကြော်ကြတဲ့မြန်မာမင်းသားတလူလို့ဆိုရမှာပါ။ မမနေပုဂ္ဂိုလ်နိုင်ပုဂ္ဂိုလ်နိုင်ဆိုရင်မြန်မာမော်ဒယ်ကိုတော်တော်များများကကြားဝူးကြမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့မြန်မာနိုင်ငံသားဆစ်ဆစ်ဖြစ်တဲ့ပုဂ္ဂိုလ်နိုင်ကဖိလစ်ပိုင်နိုင်ငံမှာနာမည်ကြီးလူပညာရှင်ဖြစ်နေပါပြီ။မြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ပုဂ္ဂိုလ်နိုင်ဟာအခုဆိုရင်တော့ဖိလစ်ပိုင်နိုင်ငံမှာစူပါမော်ဒယ်တယောက်အနေနဲ့ရောရုပ်ရှင်မင်းသားနေရပါနာမည်ကြီးနေတာပါ။ဒါကြောင့်လည်းပုဂ္ဂိုလ်နိုင်ဟာမြန်မာနိုင်ငံကနေနိုင်ငံတကာမှာအောင်မြင်နေတဲ့ရှာရှာပပလူပညာရှင်တယောက်ဖြစ်နေတဲ့သက်မရမှာပဲဖြစ်ပိုင်။နံပါတ်3အုံဆိုးခန့် မြန်မာနိုင်ငံကဆိုတော့အိုဆိုခန်ကလည်းနိုင်ငံသားမှနာမည်ကြီးနေတဲ့ဆိုတော့တို့မှာသူဖြစ်တော့အိုဆိုခန်ဟာရုပ်ရင်ချောမွားလာပါတဲ့ဆဲကျော်တဲ့ရဲ့ဆိုတော့လေးတခုဖြစ်တာကြောင့်လည်းထိုင်းနိုင်ငံကမင်းမချောမင်းမလာလေးကစိုက်နေတတ်ကြရင်လို့သိရတာပါ။ဒါကြောင့်လည်းခုဆိုရင်အိုဆိုခန်ဟာသူ့ရဲ့အောင်မြင်နေတဲ့တိတိချင်းတွေကိုအင်္ဂလိပ်ဘာသာနဲ့တီးဆိုကြရလေးရှိပါတယ်။ဒါကြောင့်လည်းအိုဆိုခန်ဟာမြန်မာနိုင်ငံကနေနိုင်ငံသားမှအောင်မြင်နေတဲ့အမှုညာရှင်တို့လို့သတ်မှတ်ရမှာပါ။နံပါတ်၄အလင်းအောင် နိုင်ငံခြားအမျိုးသမီးပရိသတ်တွေတောင်အားပေးကြရတယ်မြန်မာမျိုးသားအမှုပညာရှင်တယောက်ကတော့ဒီဥဆောင်မင်းသားကျော်လေးအလင်းရောင်ပါအလင်းရောင်ကကိုရီးယားမင်းသားလို့ချုံပေါ်လာပါတယ်မြန်မာအမှုပညာရှင်တယောက်ဖြစ်တယ်လို့တယောက်ဆောင်ရေးချင်းကလည်းပြောစရာမလိုအောင်ပြေဆုံးကောင်းမွန်နေနာမည်ကြီးထိတ်တန်းမင်းသားတက်ပါဒါကြောင့်လည်းအလင်းရောင်ကိုပြည်ရင်းကမျိုးသမီးပရိသတ်တွေကတည်းလို့အားပေးကြရတယ်လို့ဆိုရင်ဒါပြင်ခုဆိုရင်တယောက်ဆောင်မင်းသားအလင်းရောင်ကိုထိုင်းနိုင်ငံကမျိုးသမီးပရိသတ်တွေကလည်းအားပေးကြရတယ်လို့သိရတာပါနံပါတ်5ပိုင်တကော မြန်မာနိုင်ငံကနေနိုင်ငံသားမှာအာမြင့်ဆုံးဥပညာရှင်ဖြစ်တဲ့ဥပညာရှင်ကတော့ပိုင်ဒဂွန်လို့ဆိုရပါမယ်။ထို့ပြင်တော့ပိုင်ဒဂွန်ဟာမြန်မာနိုင်ငံဥပညာရှင်ထဲမှာဆိုရင်နိုင်ငံသားကထုတ်လွှင့်နေတဲ့တဲတဲလို့အရေးပေးခြင်းကိုခံနေရတာပါ။ပိုင်ဒဂွန်ကကမ္ဘာကျော်ဆုံးအမျိုးသားဖြစ်တဲ့ဖော်ပြခံခဲ့ရပါတယ်။ဒါ့အပြင်သန္တရဘောင်တွေကိုဝင်ရောက်တဲ့ပုံကြီးချောင်းမလို့ပိုင်ဒဂွန်ကပြပနှကန်းဒီမာလေးရဲ့ခြေထဲမှာဟိုးလင်းကျော်ကျော်ကိုဖြစ်သွားနေရတာပါ။အခုလက်ရှိချိန်ထိပိုင်ဒဂွန်ဟာကမ်ဘောဒီးယား၊ဖိလစ်ပိုင်၊ခိုင်းနိုင်ငံကတရုတ်ဆောင်နေတဲ့ကောင်းဆောင်မင်းသားဖြစ်တဲ့တရုတ်ဆောင်လို့နေရတာဖြစ်ပါတယ်။ အန်ဂွန်ကအင်အောင်ပြုတ်သွားပေမဲ့အခုချိန်ထိကိုပြပမီဒီယာတွေမှာဖော်ပြခြင်းခံနေရတာပါဒါကြောင့်မို့လို့လေပိုင်နဂွန်ကသူ့ရဲ့မင်္ဂလာပွဲကိုမြန်မာမှုအပြည့်အဝပါဝင်အောင်ကျင်းပလုပ်နေရပါစင်းဆက်တောင်းရင်ပွဲနဲ့လက်မှတ်ရေးထိုးပွဲကိုလည်းမြန်မာထုံနှန်းဆင်လာနိုင်ကြတာလက်ထပ်နေခဲ့ကြတာပါပြပကနှခမ်းဒီမာလေးတွေကလည်းပိုင်နဂွန်ရဲ့လက်ထပ်ပွဲကိုကြည့်ပြီးတော့အားကျလုပ်နေရတာဖြစ်ပါတယ်အခုပြောပြပေးသွားတာကတော့မြန်မာပြည်ကနေနိုင်ငံသားမှအောင်မြင်နေတဲ့အမျိုးသားအမှုပညာရှင်၅ယောက်ပဲဖြစ်ပါတယ်ယခုပြောပြခဲ့တဲ့ဆင်းမှာမပါဝင်တဲ့အမှုပညာရှင်တွေရှိရင်လည်းပြောပြသွားကြပါဦး